chapter 133အစမှာဂူချန်းကူနာမှာစွမ်းရည်အလီနန်းကြီးဟာပေါ်ထွက်လာနေပြီးငါနောက်ဆုံးတော့နေပဲအစ်စ်ကိုချိုးပြက်ဝင်ရောက်နိုင်ခဲ့ပြီးလူသားပူပီးတော်ကပေးအပ်ခဲ့တဲ့ဒီအခွင့်အရေးကိုတန့်စင်ပြီးဆုပ်ယူခြင်းပြုရတာတကယ်ကိုအင်အားအများကြီးလိုအပ်တယ်ဒါပေမဲ့သူ့ကံကြမ္မာဒီလောက်ထိရုတ်ရုတ်သွားပြီဖြစ်တဲ့အတွက်ကြံရှိနေတဲ့ကံကြမ္မာတန်ဘူးကဒီကံကြမ္မာလူရရန်တင်ကြရတဲ့ခုကိုခူးခံနိုင်လောက်မြင့်မားမယ်လို့မထင်ထားခဲ့မိဘူး ကြံရန်မိမကြံရှိနေသေးတဲ့နောက်ဆုံးကံကြမ္မာအစိတ်ပိုင်းလေးကိုဘလို့ညှစ်ချရမလဲဆိုတာကိုစဉ်းစားရအောင်လို့ပြောနေတော့တကုတ်ကုတ်ကိုတတိထားမိသွားကဟမ်သူတို့အားလုံးကဒီကိုအလင်းမြန်ပြေးလာနေကြတာလားကောင်းပြီဟုတ်ပြီရှိုးပွဲစားလိုက်ရအောင်လို့ပြောလိုက်တယ်တစ်ဖက်ကနေရာမှာယူမင်ခုံတို့အုပ်စုဟာတနေရာကိုတွားနေကြပြီးကျင့်ကြံသူတွေတယောက်ကနတ်တခင်မှမြင့်မြတ်သောရေကန်ကကျွန်တော်တို့ရှိမှရှိပါတယ် ဒီအရာအတွင်းမှာအန်ဒီအများကြီးရှိပေမဲ့ကြံရံကတဆက်ကန်တော်မှမနောက်နေပဲဝင်ရောက်သွားခဲ့တယ်လို့ပြောပြနေတာယူပင်ခေါ်ကအဲ့ဒီလူကလက်ကော့တွေအများကြီးရှိတယ်ရှီယန်လုံခိုင်းချုံနဲ့အကြီးအကဲများတောင်လုကင်းခွေမရခဲ့ဘူးလို့ဆိုလိုက်ပြီးယူပင်ခေါ်ကလူသားပိုးပီးတော်ကိုငါရှော့သွက်မိခဲ့တယ်လူသားပိုးပီးတော်ဟာရှီယန်လုံနဲ့မြန်နီအတင်းအကျပ်ထွက်ပြေးဖို့သူ့ရဲ့အရင်ဘဝတွေကစုဆောင်ထားတဲ့ကာမစွာတွေကိုအတုံးပြုတ်နိုင်မယ်လို့ငါမထင်ထားခဲ့မိဘူးလို့တွေးနေတာတစ်ဖက်ကတော့တနေရာမှာအဖွားကြီးက ရွံ့ရုံနင်းနေသွားဒီမာတကယ်ကိုအန်ဒီရများတယ်လို့ပြောနေပြီးရွံ့ရုံကလည်းအဖွာကျမဆရာကိုရှာရမယ်ဆရာကပဲရှင်းတန်းနေတယ်လို့ကျမယုံကြည်တယ်လို့ဆိုကကူချမ်းကိုပေးတဲ့ဆွဲကြိုးကိုခြံထားနေတော့သူမတို့ရှိမှကြံရန်နဲ့အကြောင်းကြီးတို့ဟာရောက်ရှိလာကြပြီးကြံရန်ကရှီယန်လိုနေမြေမှာရွံ့ရုံကိုမမြင်ရတဲ့အကြောင်းကြီးကိုငါသွေးနေမိတယ်မင်းကိုအဖွာကြီးကခေါ်ဆောင်လာတာပဲထင်တယ်လို့ပြောလိုက်ပြီးရွံ့ရုံကလည်းကြံရန်တို့ကိုကြောင်ကြည့်နေပါတယ်ကြံရန်ကလည်းရွံ့ရုံကိုကြည့်ပြီးမင်းရဲ့ဆရာကိုရှာဝေဖို့လာတာလား ယုံယုံမင်းရဲ့ဆရာတည်ဆုံသွားတယ်ဆိုတာလက်ခံရမယ်လို့ဆိုလိုက်ကအဖွားကြီးကသူစကားကြောင့်ရှောင်းရံလို့ခေါ်လိုက်ပြီးယုံယုံကလည်းအကိုဆိုကပြောလိုက်ပြီးကြံရံကလည်းယုံယုံနောက်လမ်းလျှောက်လာကသူ့ကိုခြေလိုက်အင်ကဖြတ်ပြစ်လိုက်တယ်လို့ကြားရတယ်ပြီးတော့ဒီမှာအန်ဒီရှိတဲ့တသက်ဝါတွေအများကြီးရှိတယ်ဒါကြောင့်သူလောလောဆယ်စားသုံးခံလိုက်ရပြီးဖြစ်နိုင်တယ်ဒါဆိုရင်ဘာလို့များမင်းကသူ့ကိုအသေးအတန်စိုးကင်ထားရတာလဲပြီးတော့အဖွားကကဒီအန်ဒီအများတဲ့နေရာကိုဆွဲခေါ်လာရတာလေလို့မေးလိုက်တယ်ယုံယုံကသူစကားကြောင့်ခဏသိမ့်သိမ့်နေပြီး ကြံရဲဟာယုံယုံနာကိုလာကဒီမှာအရန်အန်ဒီအများတယ်ပြီးတော့အပြင်မှာလူတွေရဲ့မျက်နှာနဲ့စားသက်တဲ့ယူတဲ့မိမတယောက်လည်းရှိတယ်။ငါ့စကားကိုနားထောင်တဲ့ကောင်မလေးဖြစ်ပါဒီနေရာကနေမြ мян ထွက်သွားပါလို့ဆိုပြီးသူမကိုပါကိုကင်တော့မယ့်အချိန်ယုံယုံကကြံရဲလက်ကိုရိုက်ချလိုက်ပြီးတိတ်ဆန်းပါအဲ့ဒါအားလုံးကမင်းအပြစ်ပဲမင်းကြောက်ပဲမင်းမဟုတ်ရင်ဆရာကဒီလိုမလာခဲ့ဘူးဒီလိုမဖြစ်ခဲ့ဘူးမင်းကအဲ့ဒီအားလုံးဖြစ်စီတာအဲ့ဒါငါအားလုံးကိုမသိဘူးထင်နေတာလားလို့អော်ပြောလိုက်ပါတယ်ကြံရဲဟာယုံယုံစကားကြောင့်ရေလိုက်တာ ငါစဉ်းစားမထားမိဘူးမင်းရဲ့နှလုံးသားထဲမှာငါတို့အတူရှိခဲ့တဲ့နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမဲ့လည်းမင်းရဲ့ရက်ပိုင်းအတွင်းတွေ့တဲ့ဆရာနဲ့တောင်မှမရှင်နိုင်ဘူးအရန်ရှိစရာကောင်းတယ်မင်းတို့တတိယလို့ငါခေါင်းပေါ်ကစပင်းနေအားလုံးအောင်ဖြူသွားတယ်ဆိုတာလို့ပြောနေတော့ရေယုံဟာရုပ်တရက်ကြီးမားတဲ့စွမ်းအားကိုနောက်တစ်ခါထပ်ပွင့်လာပြီးမင်းကငါအကူမဟုတ်ဘူးမင်းကငါအကူရဲ့ခန္ဓာကိုတိမ်မိုက်ထားတဲ့အိုမင်းတော့လူတီကောင်ပဲကျမရဲ့အကူကြံရံကိုပြန်ပေးလိုက်ပါလို့អော်လိုက်ကအဖွားကြီးကလည်းထိုးအချင်းနေကြောက်ရုံရုံလို့អော်ခေါ်နေပါတယ် ဂျန်ဟန်ဟာသူ့အချင်းလေးကိုကြည့်ပြီးတက်ပြင်းချနေကသူမထိန်ချုပ်မှုပြက်ပြန့်သွားပြီထင်တယ်မင်းသူ့ကိုတားဆီးဖို့နီးလန့်ရှာရမယ်ငါငှက်စွမ်းအောက်ပြန်သိမ်းဖို့သွားရမယ်ဆိုပြီးနှက်ပစ္စည်းတစ်ခုထုတ်လာကကျောင်းကြီးကိုပေးလိုက်ပြီးထွက်သွားလိုက်ကကျောင်းကြီးကလည်းဂျန်ဟန်စကားကြောက်ကောင်းပြီမင်းကိုငါစောင့်နေမယ်လို့ပြောလိုက်တယ်ဂျန်ဟန်ဟာအလင်းမြန်ထွက်ပြေးလာနေပြီးရုံရုံလို့ရှိရဲ့နေရာမှာပောက်ကွဲမှုတွေဖြစ်နေကဂျန်ဟန်ဟာသူ့နေရာကိုကြီးနေရင်ငါပြန်လေမွေးဖွားခြင်းစိမ့်ပြရအောင်ကြာပန်းကိုတန့်စင်ပြီးစုပ်ယူလိုက်ရင်ရုံရုံဖြစ်စေအပြင်ကယူတဲ့မိမပဲဖြစ်စေ ငါချစ်ချင်းကင်တွေဖြည့်ရင်းနိုင်မယ်လို့ပြောနေတော့ရုပ်တရက်ကြီးမားတဲ့ဓာကြီးဟာပေါ်လာနေပြီးထိုနေရာမှာတန်ခေါမောက်တက်တာဟာရောက်ရှိလာကထိုဓာကြီးနဲ့ကြံရံကိုရိုက်ချလိုက်ပြီးကြံရံကိုထိမှန်သွားကအောက်ပြင်းထန်တဲ့အချိန်နဲ့ကြွားပါတယ်ကြံရံဟာအလင်းမြန်ပြန်ထလာပြီးသူ့ရှိရတန်ခေါမောက်တက်တာကိုကြီးနေကစောက်ရံချက်တီတုံးနဲ့မိမပဲတေချာကြည့်စမ်းမင်းရဲ့ဆရာကိုဘလို့ခုတ်ရဲတာလေလို့ပြောလိုက်ပြီးသူမတက်ပြရမယ်လို့ဆိုလိုက်ကကြံရံဟာထိုအချိန်နဲ့ကြောက်တခုခုမာရွေးနေပြီးဒီရှိမှာနှစ်ယုတ်သူကငါ့စကားနားမထောင်တော့ဘူးလို့ပြောနေပြီး ကျန်ရန်ဟာသူမကိုကြီးလိုက်တာဒါကပါလေဒါတွေကိုငါချမှတ်ထားရဆိုတာမမှတ်မိတော့ဘူးလားလို့ပြောလိုက်တယ်တစ်ဖက်ကတဏီယာမှာယူမင်ကုံတို့အဖွဲ့ဟာကျန်ရန်ရှိတဲ့နေရာအဝေးကနေကြီးနေကြပြီးချင်းကျန်သူတယောက်ဟာကောင်းကင်ဘုံကစွမ်းအင်တွေကိုကြီးနေတာဒီဒီလိုပြင်းထန်တဲ့စွမ်းအားမြင့်မြတ်တော့ရေကန်ထဲမှာဘာတွေဖြစ်သွားတာလဲဒီစွမ်းအားကျန်ရန်ပိုင်ဆိုင်မှုမဟုတ်ဘူးလားနတ်တခင်ကအခုကျွန်တော်တို့ဘာလို့ရမလဲလို့မေးလိုက်ပြီးယူမင်ကောင်ကသူ့အဖြစ်ကိုထူးဆန်းနေကဒီမှာပဲစောင့်နေပါမစင်မချင်းမဝင်ပါနဲ့လို့အမိတ်ပေးလိုက်ပြီးယူမင်ကောင်က ဒါကကြံရရင်စွမ်းအားပဲဆိုတာသိကြတယ်။ဒါပေမဲ့တန်ချမ်းမြီမှာဒီလိုတည်ရှိတဲ့သူဘယ်လိုရှိနိုင်တာလဲ။ငါဝိညာဉ်တော်တုံလုံးသွားအောင်ပြင်းထန်တယ်။ပြီးတော့ဒီစွမ်းအားသူရဲ့အယတာကဘာလို့ငါတိကျွမ်းတယ်လို့ခံစားနေရတာလဲလို့တွေးနေပါတယ်။တစ်ဖက်ကနေရာမှာရေယုံနဲ့အเจ้าကြီးဟာတိုက်ခိုက်နေပြီးရေယုံရဲ့စွမ်းရင်ကိုအเจ้าကြီးကကြံရပေးထားတဲ့နှက်ပစ္စည်းနဲ့ကာထားနေတော့ရုတ်တရက်သူတို့နှစ်ယောက်ဟာတခုခုခံစားမိသွားကကောင်းကင်ပေါ်ကိုကြီးလိုက်ကြပြီးထိုကောင်းကင်ပေါ်ကနေရုတ်တရက်ကြီးမားတဲ့လက်သေးကြီးဟာအเจ้าကြီးပေါ်တက်တဲ့ကိုကြားရောက်လာကာ ကျောင်းရည်ကလည်းထိုအချိန်လေးကြောင့်ဘာလေးဟဆိုပြီးထိုလက်သေးကြီးကိုနှက်ပစ္စည်းနဲ့အတင်းကူးခံကာထားနေတော့ထိုလက်သေးကြီးရဲ့ဖိအားကိုနှက်လက်နှက်ကပါမထိန်ထားနိုင်တော့ပဲပြက်စီးသွားပါလေ။ကျောင်းရည်ဟာထိုအဖြစ်ကြောင့်မျက်လုံးပြူသွားကဒါဒါဘလို့ခွန်အားမျိုးလေ။တစ်ချက်တည်းနဲ့နှက်လက်နှက်ကိုဘလို့ဖျက်စီးနိုင်တာလေလို့တွေးနေပြီးကျောင်းရည်ကကျန်ရန်ကြမောက်ကဲတင်ပါလို့អော်ပြောလိုက်တယ်။ကျန်ကလည်းတစ်ဖက်မှာတန်ခမောက်တက်သားကိုတိုက်ခိုက်နေပြီးထိုတက်သားကိုအသာစီးနဲ့တိုက်ခိုက်ထားနေကကျန်ဟာကျောင်းရည်ရဲ့အတန်ကြောင့်အနောက်ကိုလဲကြည့်လိုက်ကကျောင်းရည်တို့អော်ပြောလိုက်ပြီး ဒီလက်ဝါကြီးရဲ့စွမ်းအားဘာလို့ဒီလိုရင်းရင်းနှီးနှီးခံစားနေရတယ်လို့ပြောနေတော့ចောင်းကြီးဟာထိုကြီးမားတဲ့လက်တီကြီးနဲ့ထိုးတာကိုခံလိုက်ရကထိုနေရာတစ်ခုလောင်းရလဲပောက်ွယ်ထွက်ကုန်ပါတယ်ထိုလက်တီကြီးဟာចောင်းကြီးကိုစုပြတ်တက်သွားအောင်တိုက်ခိုက်ထားနေကចောင်းကြီးကလည်းထိုနေရာမှာတင်တေလူမျိုးပါဖြစ်နေပြီးအဖွားကြီးကလည်းထိုဖြစ်ကြောက်ရှီယန်လုံနေမြည်ရဲ့အကြီးအကဲကိုပျက်စိတ်တကောင်လိုအလွယ်တကူတတ်ပြစ်လိုက်တာနှစ်သားတော်တော်မှဒီမှာရှိနေရင်တိုက်ခိုက်ရခက်ခဲလိမ့်မယ်လို့ပြောနေတော့တကုတ်ကုတ်ထိတ်လန့်သွားကအိုးမကောင်းတော့ဘူးရေရုံထွက်ပြေးပါလို့អော်ပြောနေပါတယ် ရင်ယုံကလည်းထိုလက်သေးကြီးကိုအတင်းတိုက်ခိုင်းနေရင်ကျမဆရာကိုပြန်ပေးကျမအကိုပြန်ပေးပါဆိုကသူမရဲ့စွမ်းရင်ရှိသမျှနဲ့တိုက်ခိုင်းနေပြီးထိုလက်သေးကြီးဟာရုတ်တရက်ရင်ယုံလက်ညှိုးတစ်ချောင်းတည်းနဲ့တောက်ချလိုက်ပြီးရင်ယုံကလည်းအဝေးကိုလွင့်ထွက်သွားပြီးအဖွားကြီးနားကိုပြန်ရောက်သွားကအဖွားကြီးကလည်းအမြန်ဖန်လာလိုက်ပြီးရင်ယုံလို့ခေါ်လိုက်ကအဖွားကြီးဟာထိုလက်ကြီးကိုအဝေးကနေကြီးနေပြီးပြောစရာစကားပျောက်ဆုံးနေပါတယ်တဖက်မှာကျန်းရန်ဟာစွမ်းရည်တစ်ခုအသုံးပြုနေကကျောင်းကြီးကိုပြန်လဲကောင်းမှုအောင်ကုသပေးနေပြီးကျောင်းကြီးကလည်းသူ့ကုသမှုကြောင့်ပြန်ကောင်းသွားက ကျေးဇူးတင်ပါတယ်ကျမအတွက်ခန္ဓာကိုယ်ပြင်ဆင်ထားမှန်းမတိထားခဲ့ဘူးလို့ပြောလိုက်ပြီးကျန်ရန်ကမင်းရဲ့ဝိညာဉ်ဟာခန္ဓာရှိလို့ပဲမဟုတ်ရင်အဲ့ဒီတိုက်ခိုက်မှုကြောင့်မင်းရဲ့ဝိညာဉ်ဟာလုံးဝပျက်စီးသွားနိုင်လောက်တယ်ဒါပေမဲ့မင်းရဲ့ခန္ဓာရှိပြီမဲ့ပြန်လည်မွေးဖွားခြင်းတစိုက်ခတ်ခြင်းရဲ့ဆွမ်းအားလည်းလုံးဝကုန်ဆုံးသွားပြီနောက်တစ်ချိန်ကျရင်မင်းကိုမကယ်တင်နိုင်တော့ဘူးလို့ဆိုလိုက်ကကျန်ရန်ကနောက်ထပ်နှစ်လက်နဲ့တကူထုတ်လာပေးပြီးဒီမြင့်မြတ်ဆုံးနှစ်လက်နဲ့ကိုယူပြီးငါ့ကိုနောက်ဆက်ပေးတဲ့ဘသူကိုမဆိုမလာစီနဲ့လို့ပြောလိုက်တယ်။ကျောင်းကြီးဟာသူ့ပျက်စီးကိုယူလိုက်ပြီးဟုတ်ကဲ့ကျန်ရန်မဟုတ်ကျမရဲ့နှက်သခင်လို့ပြောင်းခေါ်လိုက်က ကြံရကလည်းမြင့်မြတ်သောရေကန်မှာပုံမှန်တိုင်းမြင်တွေ့နေရမယ့်ရှုခင်းမဟုတ်ဘူးလို့ထင်ရပေမဲ့ထူးဆန်းနေတယ်။ဒါပေမဲ့ငါပြန်လည်မွေးဖွားခြင်းစိမ့်ပြအောင်ဂျာပန်ကိုတန့်စင်ပြီးစိုးယူနိုင်ဖို့ကလည်းတခြားဘာမှအရေးမကြီးဘူးလို့ဆိုကအရှိကိုသွားနေရင်ရုတ်တရက်ရက်လိုက်ပါတယ်။ကြံဟာအရှိမှလူတယောက်မြင်သွားပြီးကြောင်သွားကသူတူကကူချန်းကိုဖြင်းနေပြီးနောက်ဆုံးတော့ရောက်လာပြီလားလို့မေးလိုက်ပါတယ်။ကြံဟာကူချန်းကိုရဲ့အတန်ကြောက်ထိတ်လန့်သွားကမင်းမင်းပါလို့မင်းပါလို့အသက်ရှင်နေသေးရလဲမင်းဒီမှာဘာလုပ်နေရလဲလို့မေးလိုက်ပြီး ်လူချမ်းကဘာလို့ဟုတ်လားမင်းကငါ့ကိုဒီလိုဝင်လာစေချင်တာမဟုတ်လားကြံရန်အိုးမဟုတ်လူသားမျိုးနွယ်ရဲ့ဘိုးဘီတော်လို့ဆိုလိုက်ကကြံရန်ကိုလဲကြည့်လိုက်ရင် chapter 133ဟာဒီမှာတင်ပြီးသွားပါတယ် chapter 134အစပါကြံရန်ဟာကူချမ်းကိုမြင်သွားပြီးနောက်မင်းငါအကြောင်းဘလို့တီးခဲ့တာလဲမင်းကအထက်လောကတာမန်တော်သူလို့လို့မဟုတ်ဘူးမင်းကဘာကြူလဲလို့မေးလိုက်ပြီးကူချမ်းကအိုးငါ့ကိုနိုင်မယ်ဆိုပြီးယုံကြည်နေတာမဟုတ်လားငါ့အကြောင်းမသိဘူးလားကောင်းပြီ ဒါအခုအရေးမကြီးတော့ပါဘူးမင်းတီချေကိုချလိုက်တဲ့အချိန်ကစပြီးမင်းဟာတည်သူတယောက်ဖြစ်ဖို့ကံကြွေးတင်နေပြီလို့ဆိုလိုက်ကဂူချန်းကွာကြံရရဲ့ကံကြမ္မာအမတ်ကိုကြီးနေပြီဟမ်သူ့ကံကြမ္မာဒီလောက်ထိရှောချပြီးတာတော့မှသူ့ရဲ့တည်ကြတဲ့ကံတန်ဖို့ငါမမြင်နိုင်သေးဘူးနည်းနည်းလောက်ထပ်အားထုတ်ဖို့လိုမယ်ထင်တယ်လို့တွေးနေပါတယ်ကြံရရချီးပဲဒီခေတ်ပြန်လည်မွေးဖွားခြင်းမှာအရာရာဘာလို့ဒီလောက်ပြောင်းလဲသွားရလဲငါ့မှာလူဝက်ချက်တွေဘာမှမကြံတော့ဘူးလို့တွေးနေတာ ဦးချမ်းကဒါပေမဲ့ငါပို့ပြီးတရားမျှတစွာတိုက်ခိုက်တဲ့သူဆိုတာမလို့မင်းကလူသားပို့ပြီးတော့ဖြစ်တာမို့နောက်ဆုံးစကားပြောခွင့်လေးပေးမယ်လို့ဆိုလိုက်ပြီးကျန်ဟန်းဟာသူ့စကားကြောင့်ဟမ် तू ကငါ့ကိုစိုးရိမ်နေရလားငါ့မှာအခွင့်အရေးရှိသေးတယ်လို့ပဲလို့တွေးနေကကျန်ဟန်းဟာပြုံလိုက်ပြီးနောက်ဆုံးစကားငါကလူသားပို့ပြီးတော့ဆိုတာမင်းသိပြီသားဆိုရင်မင်းငါ့ကိုဘယ်တော့မှမတတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ငါကအဆုံးမရှိပြန်လည်မွေးဖွားပြီးအများရန်ပြန်ပြီးပြန်လာမှာမို့လို့ဒါကြောင့်နောင်တမရအောင်အကောင်းဆုံးကားတော့လို့ပြောနေတော့ဦးချမ်းကကျန်ရပါကိုဖျက်ရိုက်လိုက်ပြီး ဘာလို့ဒုက္ခရောက်နေရင်လည်းလေမလို့အဲ့ဒါတွေလျှောက်ပြောနေရလဲကောင်းကောင်းပြောစမ်းလို့ဆိုလိုက်ကကြံရကလည်းကြောင်သွားပါတယ်ကြံရကသူ့ပါကိုသူပြန်ကင်နေပြီနာကျင်တော့ကငါလူသားပူပြီးတော့ပဲငါအမြဲတမ်းသာရအသက်ရှင်နေမှာပဲမင်းကကြက်တီတုံးလို့ပြောနေတော့ဘူချန်းကိုကပစ္စည်းတစ်ခုထုတ်လိုက်နေကမင်းကဘာလုပ်လဲဆိုတာမသိချင်ဘူးလားဒါရှင်ရန်လုံးနဲ့မင်းကအသက်ကြီးသူတွေတော်မှအတိမတ်ပြုထားတဲ့ဟာမလို့မင်းကလည်းယင်းနီးပိတာဖြစ်မယ်လို့ထင်နေဆိုပြီးပစ္စည်းတစ်ခုထုတ်ပြလိုက်ပါတယ်ကြံရန်ဟာသူပစ္စည်းကိုမြင်သွားပြီး ဒါတာဝူတရားတော်ရဲ့ဘူဒီလာမင်းကမကောင်းဆိုးကအသက်အမွေစက္ကန့်သူလားလို့ဆိုလိုက်တာဂူချန်းကူကလည်းပြုံးနေပြီးငါတို့အချောင်းတွေကဒီလိုအဆုံးသက်ဖို့အကြာကြီးကနေကဆုံးမြတ်ထားပြီးသားပဲဒါကြောင့်ငါ့ရဲ့ကြမ်းတက်မှုအတွက်မင်းကောက်အပြစ်မတင်တယ်လို့ပြောလိုက်တယ်ကြမ်းရလည်းထိုးချင်နေကြောက်ဒါဆိုမင်းကကနအူးကနေကငါ့ကိုပြစ်မှတ်ထားခဲ့တာပဲမင်းကအောက်လောကကိုလာလေတဲ့တာမန်နဲ့တာတဘာမဟုတ်ဘူးပဲမင်းကအစင်းစင်းအရာအလုံးစီစဉ်ခဲ့တယ်ဒါပေမဲ့မင်းကအချောင်းဘလို့တီးခဲ့တာလဲ ရှီအောင်လူသားမျိုးနဲ့နန်းတော်ရဲ့စက္ကန့်သူတွေကငါ့ကိုတိစားဖောက်လိုက်တာလားလို့မီးနေတော့ကူချန်းကူနာမှာစစ်စတန်ကပေါ်လာနေပြီးစစ်စတန်မှာရေထတာကောင်းကင်သားရဲ့စိတ်ဒီအလုံးစုံပျက်စီးသွားပြီးတင်းဒီသူ့ရဲ့ကံကြမ္မာကိုဖျက်ဆီးစေခဲ့သည်လို့ရေထကကူချန်းကအခုနောက်ထုတ်ပြလိုက်တဲ့ပစ္စည်းကိုကြောက်ထဲကိုပြစ်ချလိုက်ပြီးသူတို့ကတိစားမဖောက်ခဲ့ပါဘူး။ကံတွေ့ချင်းတစ်ခုလုံးနဲ့မိုက်မေတဲ့မိမတယောက်ကြောက်ပါလို့ပြောပြလိုက်တယ်။ကျန်းဟာသူစကားကြောက်မိမတယောက်လာလို့မေးလိုက်ကကူချန်းကမိမပြောဖို့ဒါပဲရှိတာလား။နှစ်ပေါင်းများစွာပြန်လည်မွေးဖွားပြီးနောက် အရာရာကိုကြည့်တဲ့မင်းရဲ့သဘောထားနဲ့စိတ်ထားဒါလာလို့ပြောနေတော့ကူချန်းကွာကြံရဘေးကိုမျက်စိတမိတ်အတွင်ရောက်ရှိလာနေပြီးမင်းကငါ့ကိုတကယ်စိတ်ပျက်စေတယ်လို့ပြောလိုက်ကကြံရကလည်းဘာလို့ဒီခေတ်ကမကောင်းဆိုတာအသက်ဆက်ကန်သူကဒီလောက်အင်အားကြီးနေရလဲအရင်တော့ကမင်းတို့တွေဟာငါ့ခြေထောက်အောက်မှာရှောက်ပုံခဲကြတာမဟုတ်လားလို့ပြောနေတော့ကူချန်းကိုဟာကြံရဲ့ဘိုက်ကိုဒူးနဲ့တိုက်ချပေးလိုက်ပြီးကြံရလည်းနာကျင်သွားကကူချန်းကိုဟာကြံရဲ့အင်ဂျီစားကိုကင်လိုက်ပြီးအပြင်းပြင်းနဲ့မြေကြီးပေါ်ကိုကင်ပေါက်ပေးလိုက်ကကြံရလည်းသူ့ကင်ပေါက်ချက်ကြောင့်အဝေးကိုနှစ်ပတ်လောက်လွင့်ထွက်သွားပြီး ကျန်ဟာမောက်လဲနေတော့ကူချန်းကိုဟာကျန်ရဲ့နောက်ကျောကိုခြေထောက်နဲ့တတ်နေထားလိုက်ပါတယ်။ကူချန်းကိုဟာကျန်ရဲ့ကိုခြေထောက်နဲ့တတ်နေထားရင်ဒါပြောဖို့ပဲရှိတာလား။ဒါအမင်းရဲ့နောက်ဆုံးစကားဆိုရင်မင်းကိုတည်ရင်စီပို့ပေးဖို့အချိန်ရောက်ပြီလို့ဆိုလိုက်ပြီးကျန်ဟာအဲ့ဒါပဲဘာလို့ငါ့ကိုကူညီမဲ့သူကဘူးမှမရှိရလဲ။ဒီခေတ်ရှင်းဟောင်းလူသားမျိုးနွယ်ရဲ့နန်းတော်ရဲ့အမွေဆက်ခံသူတွေကအခုဆိုရင်မင်းလက်အောက်ထဲရောက်နေပြီပေါ့လို့မေးလိုက်ကကူချန်းကိုကမင်းသူမကိုပြောနေတာလားလို့ဆိုကလက်ကိုဆန့်လာလိုက်ပြီးကျန်ကျွတ်ကိုခေါ်တော့လာက သူမကလည်းသူ့အချင်းတွေကြောင့်ကြောင်သွားပြီးဂူချန်းကိုကအရန်တွေးကျင်နေတဲ့မင်းရဲ့ချစ်ရတဲ့လူသားဘိုးဘေးတော်နဲ့တွေးလိုက်ကြဒါကပထမဆုံးအချင်းတွေးကျင်ဖြစ်မယ်ပြီးတော့နောက်ဆုံးအချင်းတွေးကျင်လည်းဖြစ်မယ်လို့ပြောလိုက်ပါတယ်ကျန်းကျူးဟာမျက်လုံးပြူးနေပြီးဂူချန်းကိုမင်းမိဘတွေပြောနေတာလဲ तू က तू ကလူသားဘိုးဘေးတော်လားလို့ကျန်းရဲ့အချင်းတွေကိုကြည့်ပြီးမင်းနေကဂူချန်းကိုက तू ဟာမင်းအမြဲယုံကြည်လက်ခံထားသူပဲသူ့ကိုကယ်ဖို့မင်းမတော်ဘူးလားလို့မေးလိုက်ပြီး तू မကလည်းငါမဟုတ်ဘူးလူသားဘိုးဘေးတော်ကဘလို့ဖြစ်နိုင်မလဲလို့စုံနေတော့ ကျန်းဟာသူမကိုကြီးလိုက်ကမင်းကရှေ့ဟောင်းလူသားမျိုးနွယ်နန်းတော်ရဲ့တန့်ရှင်သူတော်စင်လားကောင်းတယ်ဆိုပြီးပြုံးလိုက်ကရုတ်တရက်ကျန်းဟာသူ့ကိုယ်ထဲကနေစွန့်ရင်အလင်းနန်းတွေဟာထွက်ပေါ်လာနေပြီးဦးချန်းကိုကလည်းသူ့အဖြစ်ကိုကြီးနေတော့သူ့နေရာမှာတင်ပောက်ကွဲမှုတစ်ခုဟာဖြစ်သွားပါတယ်သူ့ပောက်ကွဲမှုကိုဦးချန်းကိုကအလင်းမြန်ရှောင်လိုက်ကအိုးဆိုပြီးပြောနေတော့ကျန်းဟာကျန်းကျူးရဲ့အနောက်ဘက်ကိုရောက်ရှိသွားပြီးသူမရဲ့လက်ဘင်းကိုကင်ထားလိုက်ကငါမှနီလန်းမရှိတော့ဘူးလို့ထင်ထားခဲ့တာဒါပေမဲ့အခုတော့ဒီလိုအခွင့်ယူပေးတဲ့အတွက်မင်းကိုတည်တည်ကြကြကျေးဇူးတင်ရမယ်လို့ပြောလိုက်ပါတယ် ငူချန်းကိုဟာသူ့ဖြစ်ကိုကြီးနေဟမ်သူမကိုတုံးပြီးငါ့ကိုချိန်ရောက်ဖို့လားလို့မေးလိုက်ကကျန်းကလည်းဟမ်ငါဒီလောက်နှောင်ရတာတော့မဟုတ်ဘူးဒါရှီဟောင်လူသားမျိုးနဲ့နန်းတော်ရဲ့စက္ကန့်သူအဖြစ်သူမရဲ့တာဝန်ထမ်းဆောင်ဖို့အချိန်ရောက်နေပြီမလို့ပဲသူမရဲ့အသက်ကိုရစ်ပူဇော်ခြင်းဖြစ်အုံပြီးရှီဟောင်လူသားမျိုးနဲ့နန်းတော်ကိုဆင့်ခေါ်မယ်လို့ပြောလိုက်တယ်ကျန်းကျူးကသူ့အချိန်နေကြောက်စိတ်မကောင်းဖြစ်နေပြီသူမရဲ့နှစ်ဘူးကအမတ်ကလည်းလင်းလာနေကကျန်းကလည်းမင်းအခုလောလောဆယ်ဘလောက်ပဲအားကောင်းနေပါစေသူတို့ရောက်လာရင်မင်းတန်ရအကြီးကျယ်ရမှာပဲ ။ဦးချမ်းကိုဟုတ်လားအခုဆိုရင်ငါတို့အခြေအနေတူသွားပြီ။ဘယ်သူနိုင်မလဲဆိုတာမပြောနိုင်တော့ဘူးလို့ဆိုလိုက်ပြီးဦးချမ်းကလည်း"ဟိုတကယ်လားလို့ပြောနေတော့ရုပ်ပြက်စစ်စံကပေါ်လာကစစ်စံမှာရေးထားကံကူးယူခြင်းတစားပြားမိုင်းနက်ဝမ်းလို့ရေးထားပြီးကျန်ရန်ကအမှတ်တွေအကုန်လုံးဟာဦးချမ်းကိုနောက်အကုန်ရောက်ရှိသွားပါလေ။ကျန်ရန်ဟာတကူကူခံစားမိနေကပါဘာဖြစ်သွားတာလဲလို့တွေးနေတော့ကျန်ကျူးနားမှာစွမ်းအားတကူဟာထွက်ပေါ်လာပြီးကျန်ရန်ကိုတိုက်ခိုက်လိုက်ကကျန်ရန်ကလည်းအနောက်ကကြောက်ကြီးထဲကိုလွှင့်ထွက်သွားပြီးထူးဆန်းသွားက လူဝက်အသက်ရဲ့ထောင်လျှောက်လားတက်ရှင်သူတော်စင်ရအသက်ရှင်နေသေးတာလားဒါဆိုရင်ရှင်ဟောင်းလူသားမျိုးနဲ့နန်းတော်ရဲ့တစိခတ်ချင်းရဲ့လူဝက်ချက်ကိုသူဘလို့တီးခဲ့တာလဲသူဟာအရာအလုံးကိုတီးတယ်လို့ယုံကြည်စေတဲ့အမှုရာငါလောက်ရတဲ့အတိုင်းကသူကကြိုတင်ခတ်မှန်းထားသလိုပဲငါတို့နှစ်ယောက်ကြားကွာဟမှုကဒီလောက်ကြီးမားလာလားလို့တွေးနေတော့ပြုတ်တည့်ရဲ့ကြံရန်နောက်ကနေမကောင်းစွာလက်တွေဟာကြံရန်ကိုကျောင်းနဲ့သေးကိုဆွဲခေါ်သွားကြပြီးကြံရန်ကလည်းမဟုတ်ဘူးဆိုကအော်ဟစ်နေပြီးထိုကျောင်းနဲ့သေးကမကောင်းစွာများစွာဟာကြံရန်ကိုဆွဲချသွားကြက ကျန်ရလေအောက်ကိုကျသွားပြီးနောက်ကျန်ကျကျူးဟာထိုအဖြစ်ကြောင့်စိတ်မကောင်းဖြစ်နေပါတယ်။ကျန်ရန်သေသွားပြီးနောက်ကူချန်းကူနားမှာစစ်စတန်ကပေါ်လာပြီးစစ်စတန်မှာရေးထားတာတင်ကန်ကောင်းတော့သားတော့လူသားပူပီးတော်ရဲ့ပြန်လည်မွေးဖွားခြင်းကိုအောင်မြင်စွာတက်လိုက်ပြီးကန်ဂျမာလူယူခံရသည့်အခါပုံမူရရှိရန်အခြေအနေများကိုစတင်ခဲ့သည်ကန်ဂျမာ၏အပိုတစ်တာကိုရရှိခဲ့သည်လို့ရေးထားပြီးကျန်ကျကျူးကလည်းမင်းလူသားပူပီးတော်တက်ပြီးပြီလို့ပြောနေကကူချန်းကူကလည်းစစ်စတန်ကိုကြီးနေရင်တက်ပြီးရင်ရောဘာဖြစ်လို့လဲ သူကငါ့ကိုတတ်မဲ့အချိန်ကိုစောက်ရမှာလားလို့ပြောလိုက်တယ်။ကုချန်းကိုဟာစစ်စံကနေပြီးလာတဲ့တစ်တာကိုဖောက်လိုက်ပြီးပြန်လည်မွေးဖွားခြင်းတစိမ့်လား။လက်ထဲမှာပြန်လည်မွေးဖွားခြင်းတစိမ့်နှစ်ခုရှိပြီးနောက်ထပ်အသက်ကျယ်ပစ္စည်းတစ်ခုထရလိုက်ပြီးလို့တွင်းနေကတစ်တာထဲကနေပစ္စည်းသုံးခုရရှိထားပြီးပထမတစ်ခုကဂုံယူပါတယ်။တင်းဒီခရမ်းရောင်ကန်ကြမှာတရက်ဖူရရှိခဲ့သည်။ဒုတိယတစ်ခုကဂုံယူပါတယ်။တင်းဒီပြန်လည်မွေးဖွားခြင်းတစိမ့်ကိုရရှိခဲ့သည်။တတိယတကူကဂုံယူပါတယ်တင်ဒီကမ္ဘာစွမ်းရင်အားစွမ်းရင်ကိုရရှိခဲ့သည်ဆိုကပြည်စီတုံးကိုရရှိထားပြီးကုချန်းကိုက ကမ္ဘာစွန့်ညာစွန့်ရီဒါလူသားပူပီးတော်ရဲ့သူ့ရဲ့ဝိညာဉ်နဲ့ဓာတ်ရဲ့ဆက်သွယ်နေတဲ့ပါရမီဖြစ်မယ်။သူဟာတခြားသူတွေရဲ့ကိုးကွယ်မှုအဆင့်ကိုကူးယူနိုင်တယ်။ဝိညာဉ်တွေတောင်မှမအောင်မြင်တာရှိပေမဲ့ဒါကြောက်စရာကောင်းတဲ့စွန့်ရီပဲ။ခရမ်းရောင်ကန်ဂျမာတရပူကယာယီအားဖြင့်ငါ့ရဲ့အနက်ရောင်ကန်ဂျမာတန်ဖို့ခရမ်းရောင်ကန်ဂျမာတန်ဖို့အထိတိုးစီးနိုင်တယ်။ကန်ဂျမာစွန့်ညင်အားစွန့်ရီနဲ့ပေါင်းရင်ဒါအပြစ်ရှာဖို့ရအခြားသူတွေကိုထောင်ချောက်စင်ရင်ငါ့အတွက်အောင့်အောင်စရာလက်နက်တစ်ခုမဟုတ်ဘူးလားလို့တွေးနေပါတယ်။ ။လူချမ်းကူဟာသွေးနေတုံးကျန်းချွတ်ချူဟာမင်းငါ့ကိုတတ်လိုက်ပါ။လူသားပူပြီးတော့တည်သွားပြီ။ငါဆက်ရှင်တန်နေဖို့အကြောင်းမရှိတော့ဘူးလို့ပြောလိုက်ပြီးလူချမ်းကူကသူမနားကိုတွားလိုက်တာ။ဘာလို့လဲ။တခြားသူတွေကိုတုံးဖို့ကိရိယာတကူဖြစ်ရတာကိုဒီလောက်ကြိုက်နေတာလား။ကို့အတွက်ကိုဘာလို့ရှင်တန်ရမှန်းမသိဘူးလားလို့ဆိုလိုက်ပြီးသူမရဲ့ပါးကိုကင်လိုက်တာ။စိတ်မမှုပါနဲ့ငါမင်းကိုကူညီမယ်လို့ပြောလိုက်ရင် chapter 134ကဒီမှတင်ပြီးသွား